ခုတင်ဆက်ပေးမယ့်သတင်းကတော့ယူကရိန်းစစ်ပွဲအတွက်နျူကလ িয়ার လက်နက်သုံးမှုအတွက်မလိုအပ်ဘူးလို့ရုရှားသမ္မတသုံးသပ်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ရုရှားသမ္မတပူတင်ကယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာနျူကလ িয়ার လက်နက်သုံးပြဖို့အတွက်လိုအပ်လာမှာမဟုတ်ဘူးလို့သတ်မှတ်ခဲ့လို့သိရပါတယ်။နိုင်ငံပါရုပ်တံတွေကတစင်းရုရှားပြည်သူတွေကိုပြောကြားခဲ့တဲ့မိန့်ခွန်းအတွင်းမှာပူတင်ကယူကရိန်းဘက်ကရုရှားပိုင်နယ်တွေကိုတိုက်ခိုက်မှုတွေလှုံ့ဆော်နေတာကိုတုံ့ပြန်တဲ့နေရာမှာနျူကလ িয়ার လက်နက်သုံးပြရတဲ့အခြေအနေထိရောက်မှာမဟုတ်ဘူးလို့ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ပူတင်ဟာယူကရိန်းနဲ့တိစပ်နေရတဲ့ဇက်တွေမှာနျူကလ িয়ার လက်နက်တွေကိုဖြန့်ကွက်နေရရှာထားပြီးဖြစ်သလိုနျူကလ িয়ার လက်နက်တွေပါတဲ့စီးရီးလေးချင်းမှုတွေပြုလုပ်ဖို့လည်းအမိန့်ပေးခဲ့ပါတယ်။အမေရိကန်အစိုးရကယူကရိန်းစစ်ပွဲရပ်တန့်မှုအတွက်ဂျာမန်စစ်ဆန်မှုတွေလှုပ်ဆောင်လာပြီးနောက်မှာရုရှားနဲ့ယူကရိန်းကြားမှာဆက်ဆံရေးတိုးတက်မှုတွေဖြစ်ပေါ်လာနိုင်ပေမဲ့နှစ်နိုင်ငံခေါင်းဆောင်တွေရောမျက်နှာချင်းဆိုင်ဆွေးနွေးတဲ့အစီအရာဖို့အလံဝိတ်ကွာနေစေဖြစ်ပါတယ်။ ရုရှားသိမ်းပိုက်ထားတဲ့ယူကရိန်းနဲ့မြေနဲ့ပတ်သက်ပြီးနှစ်ဖက်လုံးကလက်ခံတဲ့သဘောတူညီမှုမျိုးရရှိမှာငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်ပေါ်လာဖို့ရှိရလို့သိရပါဗျ။ဒီကနေ့တော့ငြိမ်းချမ်းဝါပေးပို့လာပါဗျ။